မင်္ဂလာပါရှင်။ဘာမခိတဲ့သတင်းဌာနမှပြန်လည်ကြိုဆိုလိုက်ပါရရှင်။ယခုချိန်မှစပြီးမွန်လွဲပိုင်းသတင်းများကိုအစီအခံတင်ဆက်ပေးပါမယ်ရှင်။ပထမအဆုံးသတင်းအနေနဲ့ခမောက်ကြီးမြို့နယ်အခြေဆိုင်ခမရ431တပ်ရင်းမှစစ်မှုရန်အပတ်စဉ်ရှစ်တနင်္ဆင်တပ်သားတိချစ်ကိုကတနတ်တလဲခဲရဲများနဲ့အတူအလင်းဝင်မြောက်ရီတွင်ပေါ်ထဆွဲခံရပြီးစစ်မှုရန်အဖြစ်စစ်တဲခေါ်ဆောင်ခံခဲ့ရဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ တနင်္သာရီတိုင်းခမောက်ကြီးမြို့နယ်ခြေဆိုင်ခမရ431တရင်မစစ်မှုရန်ပတ်စင်ရှိတင်းနန်းစင်တသားတဲ့တူတနက်တလန်ခရမ်းများယူဆောင်လာပြီးအလင်းဝင်လာကြောင်းပြီးဘက် defense for ဘိတ်ခိုင်တရင်သုံးမတောင်းဝင်ရှိသူကရန်ကုန်ခေတ်သတင်းဌာနထံသို့ပြောဆိုသည်မေလ15ရက်နေ့ခမောက်ကြီးမြို့နယ်ခြေဆိုင်ခမရ431တရင်မစစ်မှုရန်ပတ်စင်ရှိတင်းနန်းစင်တစ်သားချစ်ကိုကတနက်တလက်ယူဆောင်လာပြီးတနင်္သာရီတိုင်းစစ်ဌာနကုတ်ကဲမှုအောက်ရှိပြူဟာ35နယ်မြေဘိတ်ခိုင်ပြည်သူ့ကော်မတီတမရော တရင်သုံးထံသို့အလင်းဝင်ရောက်လာခဲ့ကြောင်းထိုအလင်းဝင်ရောက်လာသောစစ်မှုရန်တပ်သားတစ်ချက်ကိုသည် MA1 အမျိုးအစားမောင်ပြန်တလန်၎င်းကြီး148တောင်း၎င်းကြီးပေါက်3ခုနှင့်အတူဘိတ်ခရိုင်ပြည်သူ့ကော်ရီတပ်မတော်သို့ယူဆောင်လာခဲ့ကြောင်းသိရှိရသည်။ ရှည်ရန်ကပဲချိတ်ဆက်ဝင်လာတာပါဂုံပြုတ်ငွေပေးဖို့စီစဉ်နေပါတယ်စမှုရပတ်စင်ရှစ်ကရဲပေါ်ပါအလင်းဝင်ရောက်လာတဲ့သူကမြရီမျိုးကပါမြရီကနေပေါ်တာဆွဲခံရပြီးစမှုရပတ်စင်ရှစ်ကိုတက်ရောက်ခဲ့တယ်ပြီးတော့ခမရ431တဲ့ရောက်တယ်အခုသိန်းခွန်တိုက်ပွဲကိုပါလာတယ်ရှည်ရန်ကနေပဲကျွန်တော်တို့စီချိတ်ဆက်ပြီးအလင်းဝင်လာတာပါအခြားအဆင့်ပြင်အရာရှိအဆင့်တွေပါကျွန်တော်တို့စီချိတ်ဆက်ထားတာတွေအများကြီးရှိပါတယ်သူတို့ပြောစကားအရဆိုစစ်ကောင်စီဘက်ကစိတ်ဓာတ်တော်တော်ပြက်ပြားနေကြတယ်တချို့ကမိသားစုနဲ့ချင်းချောက်တာခံနေရ တဲ့ဟု People Defense ဖို့ဘိတ်ခရင်တရင်သုံးမတောင်းရှိသူတို့ကပြောဆိုသည်စစ်မှုရန်တသားသည့်ချက်ကိုကိုဘိတ်ခရင်ပြည်သူ့ကော်ရီတပ်မတော်တရင်သုံးတရင်မှုအေဂျီမှကြိုးစုလက်ခံခဲ့ပြီးလက်နက်ခဲယံများကိုလွှဲပြောင်းလက်ခံရယူခဲ့ကြောင်းစစ်မှုရန်တသားသည့်ချက်ကိုကကောင်းမွန်စွာဆောင်ရှောက်ထားပြီးလက်နက်နှင့်အတူအလင်းဝင်ရောက်လာသည့်အတွက်ချင်းမြင့်ငွေပေးရနိုင်ရန်ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်းသိရှိရသည်တနင်္လာရီမြို့နယ်ထုံခါမော်တောင်လန်းတို့အင်အား300ခန့်ပါစစ်ကောင်းစီစစ်ကြောင်းကစစ်ကြောင်းထိုးလာသည့်အတွက်တော်လိုင်းမာမိတ်တပ်ပေါင်းစုနှင့် င်ခွန်ကျေးရွာနေတွင်တိုက်ပွဲဖြစ်ပွားနေဒီမှာငါလာခန့်ကြာမြင့်ခဲ့ပြီဖြစ်ပြီးစစ်ကောင်စီဘက်မှထိခိုက်သေးဆုံးမှုများပြားခဲ့ပြီးနောက်တော်လိုင်းတက်များထံအလင်းဝင်ရောက်သူများလည်းများပြားလာခဲ့ကြောင်းသိရှိရသည်စစ်တပ်ကစစ်ကြောင်းမှ103တရင်မှုမှရှေ့ရန်မှထွက်ပြေးသွားခဲ့ပြီးဘိတ်ခံပြည်သူကောက်ရီတက်မတော့တရင်တက်မှဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့ကြောင်းရခုလာတွင်စံဘက်စစ်ကောင်စီလောက်ခန့်ရဲတပ်သားတို့ကိုလည်းဘိတ်ခံပြည်သူကောက်ရီတက်မတော့တရင်နှစ်ကပြည်တော်စုလမ်းတွင်လုံခြုံရေးဆောင်ရွက်နေစဉ်ဖမ်းဆီးရမိခဲ့ကြောင်းသိရှိရသည် တနင်္လာရီတိုင်းစစ်ဌာနအောက်ရှိတိုင်ရင်တပ်ဖွဲ့များထံသို့ဧပြီလနှင့်မေလအတွင်းအလင်းဝင်ရောက်လာခဲ့သူစစ်ကောင်စီတပ်သား14ဦးရှိခဲ့ပြီးလက်နက်နှင့်အလင်းဝင်ရောက်လာသူများကိုလည်းချီးမြှင့်ငွေများပေးအပ်လျက်ရှိကြောင်းစစ်ကောင်စီတပ်သားများအနေဖြင့်အချိန်မြေးလာရောက်၍ပြည်သူနှင့်အတူပူပေါင်းကြရန်တိုင်ရင်များမှဖိတ်ခေါ်ထားကြကြောင်းပြည်ပ Defense Force ဘိတ်ကံအမှန်ရင်၃ကဖိတ်ခေါ်ထားပါရရှင်။ ဆလဘိနေပြည်တော်ကိုဗဟုပြု၍အင်အား3ဒသမ9အဆင့်ရှိငလျင်လောက်ကမှုနန်းစီတရံဝန်ထမ်းများနှင့်ပြည်သူများထိတ်လန့်ဆွေးတဲ့တွင်ကိုတင်ဆက်ပေးပါမယ်ရှင်။ နေပြည်တော်ကဘူကိုပြည့်ရင်းနှီးနှစ်နှစ်ပိုင်းအင်အား3.8အစီအစဉ်ရှိငလင်းလောက်ခတ်ခဲ့ရာနန်းစီရီယံဝန်ထမ်းများနဲ့ပြည်သူများထိတ်လန့်ခဲ့ကြသောဒေသပြည်သူများနဲ့ဝန်ထမ်းအတိုင်းဝိုင်းကပြောဆိုသည်ယနေ့နနက်10:26မိနစ်အချိန်နေပြည်တော်တက္ကုံမြို့၏အနောက်ဘက်19မိုင်ခန့်နေရာကိုဘူကိုပြည့်အင်အား3.8အစီအစဉ်ငလင်းလောက်ခတ်သွားပြီးငလင်းမှာတည်တည်တသာလောက်ခတ်ခဲ့သောကြောင့်ပြည်သူများလမ်းမော်ထွက်ပြေးရခြင်းနှင့်အစိုးရဝန်ကြီးဌာနရာယုံတို့တွင်ဝန်ထမ်းများအပြင်သို့ပြေးထွက်ရမှုတို့ဖြစ်ပွားခဲ့ကြောင်းသိရှိရသည် ငလင်လောက်တာကတော်တော်လေးတိတ်တာတော့အကုန်အပြင်းပြေးထွက်ရတာပဲလှုပ်တဲ့အချိန်လေးနည်းနည်းလေးကြာရဲလို့ခံစားရတယ်တိတိတတကိုလှုပ်သွားတာဟုနေပြည်တော်တက်ကုံမြို့နယ်မှာပြည်သူတို့ကပြောဆိုသည်မက်လ28ရက်နေ့ပြင်းခွနစ်တသမခွနစ်အစဉ်ရှိငလင်ကြီးလှုပ်ခတ်ခဲ့ပြီးနောက်နောက်ဆက်တွဲငလင်ပေါင်းများစွာလှုပ်ခတ်လျက်ရှိရာယနေ့နံနက်ပိုင်းလှုပ်ခတ်ခဲ့သောငလင်အပါအဝင်နောက်ဆက်တွဲငလင်စုစုပေါင်း189ကျင်းလှုပ်ခတ်ခဲ့ပြီးဖြစ်ကြောင်းစစ်ကောင်စီမိုးလေဝသနှင့်ဇလားဗေဒညွှန်ကြားမှုဦးစီးဌာနကသတင်းထုတ်ပြန်ထားသည် ယခုဆက်လက်တင်ဆက်ပေးမယ့်သတင်းအကြောင်းအရာကတော့အင်ကဘုံမြို့နယ်မဲဆလီကုန်းတွင် AA နှင့် PDF ဖိုးပေါင်းတပ်များကိုခိုခံရန်စစ်တင်နှံပေးနေပြီးစီးပွားရေးလုပ်ငန်းရှင်များထံမှတအိုးလင်းသုံးသိန်းတအိမ်အောင်စုလင်းတက်တောင်းစစ်တပ်ကကောက်ခံမဲဆလီကုန်းကိုခန့်စစ်မြို့အဖြစ်အသွင်ပြောင်းဆိုရတဲ့တွင်ဖြစ်ပါရရှင်။ ။ EAR တိုင်းအင်ကပိုမြို့နယ်မင်းစလီကုန်းမြို့တွင် AA နှင့် PDF ပူးပေါင်းတပ်များဝင်ရောက်လာပါကခုခံကာဝေးစစ်သည်တန်းပေးရန်စစ်ကောင်စီကပြင်ဆင်နေပြီးစီးပွားရေးလုပ်ငန်းရှင်များထံမှတအူးလင်းသုံးသိန်းအိမ်အောင်တစုလင်းတသောစစ်တပ်ကကောက်ခံလျက်ရှိကြောင်းမင်းစလီကုန်းမြို့မှပြည်သူများကရန်ကုန်ခေတ်သတင်းဌာနထံသို့ပြောဆိုသည်။ယခုမေလဆန်းမိုင်းမှစတင်ပြီးအင်ကပိုမြို့နယ်မင်းစလီကုန်းမြို့သို့စစ်ကောင်စီတပ်တချို့ရောက်ရှိလာပြီးပြည်သူများကိုအတင်းကျပ်စစ်သည်တန်းပေးမျိုးဆိုကလူသူစုဆောင်လာကြောင်းအဓိကအားဖြင့် AAPDF ပူးပေါင်းတ က်များဝင်ရောက်လာရင်မဲဇလီကုံမြို့သည်အ धिक ခန့်စစ်တပ်နေရာဖြစ်ခုခံရမည်ဖြစ်ကြောင်းမဲဇလီကုံမြို့ကိုအနောက်တောင်တိုင်းစစ်ဌာနချုပ်၏ခုခံကောင်၏တိုင်းစစ်ဌာနခွဲတစ်ခုဖြစ်ခုခံစစ်ပြင်ဆင်ခန်းခြင်းဖြစ်ကြောင်းသိရှိရသည် မက်စလီကုံမြို့ကစစ်ကောင်စီရဲ့အားထားရအကူရတိုင်းဌာနခွဲဖြစ်လာမယ်လို့စစ်တပ်ကပြောတယ်။ထူးကြီးမြို့ဘက်ကနေဝင်အေအေနဲ့ PDF တွေကိုမက်စလီကုံမြို့ကအဓိကခုခံမှုပြင်ဆင်တာမက်စလီကုံမြို့မှာစစ်သည်တန်းပေးမယ်စစ်မှုထမ်းတွေကိုရွာတွေကနေအကျိုးပိုးလုပ်ဖို့ကားလိုအလိုကောင်းဝယ်ဖို့အတွက်မက်စလီကုံမြို့ကလုပ်ငန်းရှင်တွေကိုတပ်အင်ကိုတုံသိန်းကောက်တယ်။စစ်မှုထမ်းတွေကိုထမင်းကျွေးဖို့တပ်အင်ကိုတထောင်ကောက်တယ်။စစ်သည်တန်းတွေကစောစနေပြီဟုမက်စလီကုံမြို့မှာဒေသပြည်သူတွေကပြောဆိုသည်။စစ်တပ်ကစစ်သည်တန်းပေးရန်အတွက်အင် ဘူးမြို့နယ်တွင်ရှိခြေရွာများမှလူငယ်များကိုမင်းစလီကုန်းမြို့သို့ဆင့်ခေါ်နေကြောင်းသိရှိရသည်။ယခုမေလာလယ်ပိုင်းကလည်းအေအေနှင့်ပူပေါင်းတပ်များဝင်ရောက်လာပြီးဟုဆိုကာစစ်တပ်ကအင်္ဂဘူမြို့နယ်ရှိခြေရွာများကိုအကြမ်းဖက်စစ်တပ်ကလေကြောင်းဖြင့်ဇက်တိုက်ပုံချိန်မှုများလုပ်ဆောင်ခဲ့သည်။မေလ15ရက်နေ့နနက်ပိုင်းတွင်အင်္ဂဘူမြို့နယ်ချင်းကိုက်ကွင်းခြေရွာစာတင်ကြောင်းကိုအကြမ်းဖက်စစ်တပ်ကလေရင်ဖြင့်ဘုံတလုံးကျဲချတိုက်ခိုက်ခဲ့ကြောင်းထို့ပြင်31တစ်ဆက်အနည်းရှိရွှေညမြေကွန်ရဆိုင်ကိုဘုံတလုံးထက်မှန်ကျဲချတိုက်ခိုက်ခဲ့ပြီးကွန်ရဆိုင်မီးလောင်ပြက်စီခဲ့ကြောင်းသိရသည် မေလ15ရက်တွင်ည9:30မိနစ်ခန့်ချိန်ကွင်းကောက်တတကငါမတလာတဲ့အကျန်းဖက်စတိတ်ဆက်တက်လေးလေးများသည့်ဖေပြားကုန်းရွာစာစီကုန်းကွင်းရွာနှင့်ချင်းကိုက်ကွင်းရွာများကိုထပ်မံပုံကျဲတိုက်ခိုက်ခဲ့ကြောင်းသိရှိရသည်။မေလ16ရက်နေ့ည8:30မိနစ်ခန့်တွင်လေရင်နစီဖြင့်ဝါရော့ကွင်းရွာ၊ချက်ပောင်ကုန်းရွာ၊တမ်းမြောင်ကုန်းရွာတို့ကိုလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့သည်။အကျန်းဖက်စတက်သည့်လေကြောင်းတိုက်ခိုက်မှုများစတိုက်ပြုလုပ်နေခြင်းကြောင့်လက်ရှိချိန်တွင်ဖေပြားကုန်းရွာစာစီကုန်းကွင်းရွာ၊ချင်းကိုက်ကွင်းရွာ၊ဝါရော့ကွင်းရွာ၊ချက်ပောင်ကုန်းရွာ ာနဲ့တံမြန်ကုံရွာမှာပြည်သူများဘေးလွတ်ရာထွက်ပြေးတိမ်ရှောင်နေရပြီးအစံဘက်စစ်တပ်ကအုပ်ချုပ်ရေးမှုများလည်းထွက်ပြေးနေကြရသည်ဟုသိရှိရသည်ဆလဘီစစ်ကောင်စီဝါရဖြန့်လှိုင်းများအောက်မှပြည်သူ့ဘဝများပြင်းလဲနေပတ်နေပြီဆိုသောအခြေအနေကိုကုညီပုံဖော်ပေးနေသူစန်းစန်းခန့်လိုင်ဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပေးပါမယ်ရှင်။ အကြမ်းဖက်စစ်တပ်က2021ခုနှစ်ဆွေဟာနာသိမ်းပြီးတော့ပြည်သူတွေကိုရရက်ဆက်ဆက်တပ်ဖြတ်မှုတွေလှုပ်လာတာအခုဆိုရင်၄နှစ်ကျော်ကာလတွင်ရုံရောင်းလာပြီဖြစ်ပါတယ်။တစ်ဖက်မှာလည်းစစ်တပ်ကသူတို့ဆေးရဆွေးမှုတွေလူလူကိုတပ်ဖြတ်မှုတွေကိုဖုံးကွယ်ဖို့အမျိုးမျိုးပုံပုံစူးစမ်းလျက်ရှိရမှာရုပ်ရှင်ကိတ္တပွဲလန်းသဘင်တွေဟာလည်းလူလူရဲ့အာယုံကိုလွှဲပြောင်းဖို့နဲ့ဆွေဟာနာသိမ်းမှုအောက်မှာလူလူကပုံမှန်အတိုင်းဘဝတွေလည်းပဲနေကြပြီဆိုတာကိုလည်းပြတ်သက်ဝါရဖြန့်မှုအမြဲလူလူစူးစမ်းနေပါတယ်။အဲ့ဒီလိုစစ်တပ်ရဲ့ဝါရဖြန့်မှုတွေကိုကိုကြီးဖြန့်ဝေစူးစမ်းပုံ ံဖော်နေတဲ့စစ်လော်ဘီအမှုပညာရှင်အစိုးရနဲ့တရုတ်ဆောင်များစွာရှင်နေပြီးအဲ့ဒီအထက်မှာစန်းစန်းခန့်လိုင်လေးထိတ်ဆုံးကပါဝင်ပါတယ်။စန်းစန်းခန့်လိုင်ကမေလ24ရက်နေ့မှာရန်ကုန်မြို့မှာမွေးနေ့အလွန်ရှုပ်ပွဲတစ်ခုကျင်းပဖို့ပြင်ဆင်နေပါတယ်။ဇွန်လ28ရက်နေ့မှာသူ့ရဲ့အကြီးအကျယ်ဆုံးရုပ်ရှင်တွေကပြင်ဆက်လက်မှုရုပ်ရှင်ဇာတ်ကားကိုရုံတင်ပြသဖို့စီစဉ်ထားပါတယ်။ မရေမတွန်းနိုင်တဲ့ပြည်သူတွေရဲ့အသက်တွေဆုံးရှုံးခဲ့ရချိန်မှာဝေဖန်တာဝန်နေတာပြည်သူဘက်ကရက်တာစတဲ့အတန်တွေတိတ်ဆိတ်ပြပြီးကိုယ်ဝင်ငွေရဖို့နဲ့စစ်တပ်အလို့ကြပွဲလန်းတွေစီစဉ်အမှုပညာဖြောပြတင်ဆက်မှုတွေကိုဟန်မပြတ်လုပ်နေနိုင်တဲ့အမှုပညာရှင်ကိုအားပေးဂုဏ်ပြုဖို့မလုံတဲ့တော့တဲ့အချိန်ဖြစ်ပါတယ်ဒီလမေလ18ရက်နေ့ Spicey မှာစံဆိုင်ပွဲလုပ်ခဲ့တဲ့အချိန်မှာထိုင်းရောက်မြန်မာတို့ရဲ့အားပေးမှုပုံရိပ်တွေနဲ့တူလူလူရဲ့တော်လှန်ရေးစိတ်ဓာတ်နဲ့သွေးမအေးတဲ့လုံလာတွေကိုဖျက်ဆီးဖို့အစပြုပြလိုက်သူကစံဆိုင်ခန့်လိုက်မယ်ဖြစ်ပါတယ်။ ထိုင်းကမြန်မာတွေကြားထဲမှာထထကြွကြွဖြစ်လာပြီးဒုပြည်သူတွေညီရလာဟိဆိုတဲ့ချိန်မှာညီရဟိညီရဟိလို့တမ်းမြိုင်အော်ပြီးလက်သုံးချောင်းထောင်ခဲ့တဲ့အမှုပညာရှင်တဦးကအခုလိုအချိန်ပြည်သူတွေတည်ကြည်ပြည့်စည်လို့ဝမ်းနည်းမှုတွေဖြစ်နေချိန်မှာဟိုးပွဲသွားဖြောပြေးဒီပွဲလာဖြောပြေးရတဲ့အခါကြေးငွေကိုဒုက္ခရောက်ပြည်သူတွေကိုကူရာလည်းမဟုတ်ပဲကိုတဦးရဲ့ကောင်းစားရေးအတွက်ဆန်းဆန်းခန့်လန့်ကလှုံ့ဆော်ပြနေပါတယ်။မတရားမှုတွေအတွက်အသံမထွက်ပဲပြည်သူတွေရဲ့သွေးမြေကြမှုကိုတိတ်ဆိတ်ငြိမ်သက်ပြရင်ဆေးအုပ်စုရဲ့ခွင့်ပြုချက်နဲ့ပွဲလမ်းတွေထွက်ပြနိုင်ငံ င်ငံသားခီးစင်တွေဖျော်ဖြေပြီးလှုပ်ပြနေတာဟာအတိတ်ဒုက္ခရောက်နေရတဲ့လူလူတည့်ရဲ့လုံကိုစော်ကားမှုလေးဖြစ်ပါတယ်။ ငါကဘလောက်ဆဲဆဲအချိန်တန်နည်းနည်းထွက်လို့လာရင်ဒီကောင်လေးတိတ်လို့ရပါတယ်ဆိုတဲ့ပုံစံနဲ့ပြည်သူကိုဆက်ဆံပြတဲ့သူတွေထဲမှာဆန်းဆန်းခန့်လန့်ကထိတ်ဆုံးကပါဝင်ပါတယ်။ဆန်းဆန်းခန့်လန့်ကမြန်မာနိုင်ငံမှာအထင်ရှားဆုံးအဆိုတော်အမှုပညာရှင်တူဖြစ်ပေမဲ့လူမှုဒုက္ခရောက်နေချိန်မှာဈာနေမှုနဲ့တိတ်ဆိတ်မှုကိုရွေးချယ်ခဲ့ပါတယ်။တရားမျှတမှုထက်သူ့ရဲ့တကူရေးစွမ်းဆောင်ရည်ကိုရွေးချယ်ခဲ့သူဖြစ်ပါတယ်။လူမှုတရားလုံးလွတ်မြောက်ရေးတော်လှန်စစ်ဆင်နေနေချိန်မှာဆန်းဆန်းခန့်လန့်ကကျော်ဟင်းရဲ့တခြင်းဟောင်းဖြစ်တဲ့လူသားအလုံးနဲ့ကျွန်တော်ဆိုတဲ့တခြင်းကိုသိဆိုလာပါ ီမချစ်ချင်နေပါမမုန်းပါနဲ့လူသားအသေးနှလုံးနဲ့ကျွန်တော်ဆိုရာမျိုးတွေတိဆိုပြလာပါဗျ လူငယ်တော်လည်းရဲ့ဘော်တွေကပိုင်ဆိုင်မှုတွေဘဝတွေအသက်တွေဆွန်ပြီးမတရားမှုကြီးကိုရင်ဆိုင်နေရချိန်မှာစမ်းစမ်းကန့်လိုက်သီဆိုပြနေတဲ့လူသားဆန်လိုက်ပါငိန်ခံနေလိုက်ပါတဲ့ချင်းစာသားတွေကပြည်သူလူထုနဲ့လူအုပ်ကြီးကိုကျွန့်ဆက်သွင်းနေတာဖြစ်ပါတယ်။သူဟာအမျိုးပညာနဲ့အာဏာရှင်ကိုတစ်ဖက်တစ်လမ်းကနေအားပေးနေတာလည်းဖြစ်ပါတယ်။စမ်းစမ်းကန့်လိုက်ရဲ့လူသားအလုံးနဲ့ကျွန်တော်ဆိုတဲ့တဲ့ချင်းစာသားကတော်လန်ပြည်သူတွေအလုံးကိုမတော်မတရားရှိသက်သက်လုပ်နေပါတယ်။တော်လန်ရင်အင်အားစုလူငယ်တွေအပေါ်မှာခြေထိုးခံပြီးအောင်မြင်မှုကိုအတုံးချကလူ ူတို့ကိုဝါရမိုင်းတိုက်နေတာပဲဖြစ်ပါတယ်။ဘသူတွေပါပဲဖြစ်နေနေစန်းဆိုင်ကန်လိုင်ကတော့တချင်းအသက်တွေထုတ်ပြီးရုပ်ရှင်ဇက်ကားအသက်တွေလည်းဆက်လက်ရိုက်ကူးနေခဲ့ပါတယ်။အခုလည်းသူဒီပြင်ဆက်လက်မှုရုပ်ရှင်ဇက်ကားကိုဇွန်လ29ရက်နေ့မှာပြသဖို့စီစဉ်ထားပြီးဖြစ်ပါတယ်။လာမယ့်မေလ24ရက်နေ့မှာလည်းရန်ကုန်မှာရှိုးဘက်တစ်ခုကိုစီစဉ်နေပြီးဖိနှိပ်မှုကြားထဲမှာပုံမှန်အချိန်တွေတစ်ခုပြန်ရောက်ပြီဆိုတဲ့ပြည်သူအပေါ်အနုပညာအစိတ်ခတ်ဖို့ကြိုးစားလာတာပဲဖြစ်ပါတယ်။